ိုက်တာအဲရိတ်တာလေးဒီတူတူလေးပဲတင်လိုက်တာတော်တော်လေးပောက်သွားသလိုဖြစ်သွားတာပေါ့နော် ဆိုးဖို့ကြတော့အခက်အခဲရှိတယ်ပေါ့နော်အဲကိုမကျွမ်းကျင်နေပါလားရဲ့ကျတဲ့တော့ဆိုးလိုက်တော့မှအတန်ထွက်နေမှားမှာပညာလဲကြောက်တာလဲပါတယ်ဆုံးလာရပါတော့အဘိကတော့တကယ်ကြောက်ဖို့တို့လာပြီးအဘိဝင်ချင်တာပါ ော့ခင်ဗျာအဲ့တော့အရင်ကြီးတော့မကြသေးဘူးဒါပေမဲ့ဒီခင်ဗျာရဲ့ဒီနေ့ Okay ပြီးတော့မှာရဲ့စာပြီးခင်ဗျာခင်ဗျာတော့တော့ပေါင်းပြစ်တယ်ပေါ့နော်အဲတကယ်တမ်းကတော့ဒီစိတ်ထူဖို့လူကြီးလည်းနည်းနည်းရှိရဲဆိုတဲ့အခါကျတော့ तू ကလည်း तू ရန်စူးစမ်းတယ် तू ကစူးစမ်းတော့ तू လည်းရမထူဖြစ်နေအောင်ပေါ့နော်နည်းနည်းဆိုတော့ဒါ तू ရဲ့ salary လေးဆိုတော့နည်းနည်းစိတ်ထူရှာပါတယ် तू ဘယ်လိုလုပ်ထားလဲရန်တည်စနေပေါ့အဲအတူလေးရောကြည့်ပေါ့ဟာကြီးစဆုံးတော့ကြည့်ရတယ်ပေါ့နော်အတူလေးရဲ့မှာသူ character လေးကလည်းချစ်ဖို့ကောင်းတယ်ချစ်စရာလေးပေါ့နော်မောင် character လေးဆိုတော့ ัวอะเปญมาตัวเนเนะคลี้สั่นในเดมาป่าเลยตึกเดียวหลูจี้ไม่สั่นอูกองยัดตาจีนเนี่ยหลูขึ้นน่ะคลี้สั่นๆเมย์สรเลยดีกายมามาคาแรคเตอร์สรตลอดเลยตูเนไลค์เดป่ะอ่าแต่ดีชื่อมาแล้ว66ๆสรเนี่ยตะกาตะกาย้ายทาเลยป่ะเนาะอ่าโกจ่อโกเยโกเยเลยอูเนี่ยเมสเสจเนี่ยตูเนี่ยย้ายทาไปอะไรนี่ก็ชื่อไปအဲဒါဆိုဒီတဲ့အကြောင်းများကြတော့အဲဒီဘုဒ္ဓဘုရားတစ်ရှင်များကြတော့ကိုယ်ကိုယ်နဲ့ဘုဒ္ဓဘာသာဝင်တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကနေနေနားထောင်ဖြစ်တယ် ဖြစ်တယ်မြန်မာအိန္ဒိယကျတော့ဒီပူတော်ကျင်းစိတ်ကြီးအရန်ဖြစ်နေတာပေါ့နော်အဲဒီစီဆိုချင်တာတော့အရန်ကြပြီအဲဒါပေမဲ့မဆိုဘူးဖြစ်နေတာဆိုတော့အိန္ဒိယတိုင်းဒီပဲပေါ့နော်ဗုဒ္ဓဘာသာဝင်တယောက်နေတဲ့ဒီဓမ္မတိတိဘုဘုကိုဆိုရဲဆွဲပုံမှန်နေပဲပုဂ္ဂပါလိပါပဲဆိုပြီးတော့ရဲလိုက်တာအဲရဲလိုက်တာလေဒီတူတူလေးပဲတင်လိုက်တာတော်တော်လေးပောက်သွားသလိုဖြစ်သွားတာပေါ့နော်အဲအရန်ကြီးတော့မတွေးလိုက်မတွေးလိုက်ဘူးဆိုတာကျတော့လည်းပုံမှန်ကာဘာဆောင်ဆိုလို့လည်းမဟုတ်ဘူးမြန်ဆိုတိလည်းမဟုတ် တာဗုဒ္ဓဘာသာကိုတရားမင်းနဲ့တချို့မျိုးပူဇော်တယ်ဆိုတဲ့ပုံစံမျိုးလေးဆိုတော့အဲဒါတော့ကြည့်ထီလေလူတွေဒီရောက်သွားမယ်လေမထင်ဘူး daily ပဲတင်လိုက်တာကို Facebook အကောင့်မှာဆိုလေအကို friend လေးနှထောင်လို့ရရပေါ့နော်အဲအဲ့လိုသဘောလေးနဲ့ပဲတင်လိုက်တာပေါ့ဟုတ်အပြည့်ရောရှိတယ်အပြည့်ရောတဲ့ဒီ YouTube မိမာတော့တင်ထားရပေါ့နော်ဒါပေမဲ့အဲ daily ပဲအဲ့ဒါလေးတင်တာပေါ့နော်အဲဒီတူလီနဲ့ရင်တော့တော်တော်လေးရောတော်တော်လေးရောက်သွားတယ်လို့ပြောတယ်။အဲ6 ဆိုတော့ဘာအားမတူဘူးတွေ့အားလုံးတိုင်းရအောင်ပါဒီချင်းကိုပေါ်ကြကြရဲကိုဘိုးတော်ဘာသာဝင်ချင်းချင်းဆိုလို့ရှိရင်လည်းပေါ့နော်အဲအားလုံးလည်းအားထုတ်ကြတယ်သူတို့စိတ်ထဲမှာအေးချမ်းသွားတယ်ဆိုတာလေးကြီးတွေအမတားပါရဲ့ဒီချင်းလေးကိုသူတို့စိတ်ထဲမှာလည်းချမ်းစိတ်ချမ်းသာတယ်ပေါ့နော်ဒီချင်းကတော့ original ကရခိုင်ရခိုင်ရခိုင်လို့ဆို တဲ့ဒီခိုင်နေရဲ့ချစ်ချင်းလို့ပြောလို့ရတယ်နော်ဒီစင်းလေးကကိုတူရိုင်းလေးခိုင်ဆက်တယ်ပေါ့။ဒါခိုင်ရိုးဆက်တယ်ဒါပေမဲ့တဲကြတော့ဒီရောင်ကမမွေးရမမကြီးဆိုတော့ဒီခိုင်လိုတော့ကောင်းကောင်းမပြောတတ်ဘူး။ဒါလီထောက်လောက်ပဲနှုတ်ဆက်တတ်တာဆိုတဲ့ခါကျတော့ဒီခိုင်လိုဆိုဖို့ကျတော့အခက်ခဲရှိတယ်ပေါ့နော်။အဲကိုမကြွန့်ချင်နေပါလားရဲ့ဖြစ်တဲ့တော့ကျွန်တော်ဆိုလိုက်တော့မှအတန်ထွက်နေမှားမှာခဏလေးကြောက်တာလည်းပါတယ်။အဲကြောင့်မလို့ဒီညီမလိုပြန်ဆိုထားတဲ့အာရှင်လေးပဲလည်းပြန်ဆိုလိုက်တာပါ။အဲအဲ့လိုအရင်ရောမရှိဘူးပေါ့နော်။အဲမမေတို့ကတော့အဲ့လိုဒီခိုင်လိုဆိုတာလေးကိုတားစ ြင်ရတယ်ဒီဒီဒီဒုဒ္ဓကုနီယမှာပေါ့တခြားရခိုင်စည်းလေးလည်းအလိုလိုနားထောင်နေရပါဘောနော်ဒါပေမဲ့တေးချာနည်းနည်းလေးအလိုအခက်ခဲဖြစ်နေပါဘောအိမ်မားလည်းအလိုရခိုင်လိုအရန်ပြောရဲသူလည်းမရှိတဲ့အခါကျတော့လေခုနဲ့ ်ဒီတော့တူလေးအတန်ထွက်လေးမှားမှားတော့ရမ်းစိတ်ပူတယ်ဒီရခိုင်ပြည်အတွက်ပေါ့နော်သူတို့ဘာသာစကားကိုကိုကွန်လေးရခိုင်ပြည်လို့စစ်တယ်ဆိုပေမဲ့လို့မှားသွားရင်မကောင်းဘူးနော်မှားသွားရင်မကြိုက်ကြပါနဲ့ဆိုရဲအတွက်ကြောင့်မို့လို့မဆူဖြစ်သေးရဘူးဒီသတင်းလေးဆိုတဲ့အခါကျတော့ဒီဟာအိမ်ကလူတွေအောင်ရှာမသိပါဘူးမမီရင်တော့ပဲသိရမှာနော်ဒါလေးကိုတည်းတို့ကူဆောင်မယ်ဆိုတော့ဒီတိုင်းလေးပဲအကောင့်မှာတည်ကျင်းလို့ဆိုမမီကလည်းအော်ဆိုပေါ့ဆိုတော့ဒီတိုင်းလေးပဲဆူလိုက်တာဆိုပြီးတော့ပောက်တော့မှာဟဲ့ဒီသတင်းလေးဆိုတာအိမ်ကလည်းသဘောတော့ကြကြအောင် ောက်ထပ်ပြီးတော့ကြတော့လည်းသချင်းတစ်ကလေးကိုမိုင်းသချင်းတစ်လေးတပိုးထုတ်ဖို့ရှိပါတယ်အဲအဲ့သချင်းလေးကိုတည်းဒီလာရဲ့ music video ရိုက်မယ်ပေါ့နော်အဲဒီ2025အတော့ဖြစ်တဲ့ဒီဇမလာရဲ့မှာတော့အမှတ်တရအနေနဲ့ပဲပြအောင်ထပ်ဖို့တော့ကြိုးစားနေပါတယ်ရှင့်အဲသချင်းနမရကျတော့ကျွန်တော်ကြော်တဲ့ယောဂပေါ့နော်သချင်းနမလေးရတယ်နည်းနည်းဆန်းနေသချင်းပုံစံလေးရတယ်နည်းနည်းတော့ဆန်းနေအဲ music video လေးလည်းဆက်ဆက်လေးရိုက်ပြီးတော့တွေးထားပါတယ် ဲ့ဘောเนาะဒီလောက်မှမလောက်ဖြစ်နိုင်တော့ထွက်ရှင်နေဒါပေမဲ့မမီမှာဆိုးလို့ပေါ့เนาะခုက music video ရရမှာဆိုတော့လည်းဒီနောက်လာရဲ့လောက်ထွက်ဖြစ်မယ်။ Cecilia ကျတော့ lyrics video လေးတော့တင်ထားမိသားပါ YouTube မှာတော့အကောင့်ပါအဲကြောင့်ဒါပေမဲ့တဲတို့ဒီဓမ္မတေးရေကြတော့ပုံမှန်တဲတို့ဒီပွဲကြီးဆိုတဲ့အခါမှာအဲဒီကုသိုလ်ပွဲကြီးရှိမယ်လူပွဲကြီးရှိမယ်အဲ့လိုမျိုးမနှပိုင်းချင်းဆိုလို့ရှိရင်တော့တဲဓမ္မတေးရေဆိုဖြစ်ပါတယ်။ဒါပေမဲ့ဒီသစင်းကြတော့ဓမ္မတေးဆိုနေကြတဲ့ချင်းတွေတော့မတူဘူးပေါ့နော်။အဲဆိုတော့ သချင်းလေးကတော့တဲပုံမှန်လေးပွဲရင်ပါလို့ငါသချင်းရောဒီခင်သချင်းလေးရောဆိုတဲ့သူဆိုတော့နေပြီးတော့အရင်ရောအမြင်တော့မဆန်းအောင်လို့ထင်တာပဲပေါ့နော်ဟုတ်ပါရဲ့ကျတော့ဒီတဲတို့ဒီတဲတို့ဆိုသချင်း ခဲ့ရဆိုတဲ့အချိန်အထားဒီကိုဗစ်ပြီးကိုဗစ်ချိန်အဲ့လိုမျိုးဆိုတော့နည်းနည်းလွယ်လို့ပြောလို့ရတယ်တချင်တဘောတဘောထွက်ပေါ်လာဒီဆိုရိုကြီးကလည်းနားနေတဲ့အချိန်ကိုဘယ်လိုလဲပြောရအောင်ဆိုရိုကြီးလည်းနားနေတဲ့အချိန်ဖြစ်နေတဲ့ခါကျတော့လေအခုကျတော့အကုန်လုံးလည်းအလုပ်တွေပြန်လုပ်ကြပြီဆိုတော့ဒီလိုမျိုးတကယ်အာဒီဆိုရိုကြီးတွေထွက်တဲ့အားလောက်ကတော့တကယ်ကမလုံးနိုင်ဘူးเนาะဆိုတော့တဲရောနောက်မှာဒီလိုမျိုး sponsor background ဒီ company တွေဘာကြီးဘာမှမရှိဘူး production company တွေမရှိဘူးတဲရောကျတော့ကိုပိုင် producer ရတဲ့ဆိုရိုကြီးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲအခုနောက်ပိုင်းဆိုမျိုးစင်းစင်းပြောရလေတဘောတဘောကိုတင်ကြားကြီးထောင်ကြီးရ ဲကြာတာအရင်တော့ဆိုလို့ရှိရင်ဒီ၁၀လေးနဲ့တပုတ်ပြီးရယ်ဟာတဲ့အပီးစီအောင်ဖြစ်ချင်ရတယ်လို့ပြောအပီးစီကိုလေအဲ့တော့အခု kick ကြာမရတော့ဘူးအဲ့တော့မရတော့ပြင်ကိုကိုရအောင်လုပ်မယ်ပဲ ါနော် artist တွေကတကယ်ရှင်းရင်းလုပ်နေတဲ့အချိန်မှာသူတို့ကအဲ့လောက်တော့မမိဘူးတော့ဘာလို့မှတော့ဝိုင်းထိုးဝင်ဝင်လေးနဲ့လုပ်ရတာဖြစ်တဲ့အတွက်ဒါပေမဲ့ပိတ်တဲ့တိကျရဲ့ကောင်ကသူတို့ quality ကိုမိချင်မှာဒါပေမဲ့ quality ကိုလည်းအရင် low quality ကိုဖြစ်နေအောင်တော့တက်နိုင်ဆုံးမော်ဒယ်ဒီအချိန်ကို music ကအစ music video ကအစတိချာလေးရောစီစစ်ပြီးတော့စူးစမ်းနေပါအဲ့ကြောင့်လည်းတပုံးနဲ့တပုံးဆက်တာအကျေးရအဲ့ဒါကြောင့်လည်းပါတယ်သူတို့ကချင်းတပုံးတပုံးလို့ခုအရင်လိုမဟုတ်ဘူးတင်းအဲ့မဲ့ဒီရေးထားတယ်ရှိရဲ့ music ဒီပရိုဒူဆာကလည်းရှိတယ်အဲ့ဒါကဆိုအရင်ခင်လို့တသိန်းတသိန်းနဲ့မထားလိုက်ခင်ဖြစ်နေတဲ့အခါကျတော့နည်းနည်းကြာတယ်ပေါ့။ဘလောက်ကုန်စားခံနေရတော့မပြောတတ်သေးဘူး။အခုမှ music video ကကွာဖြစ်နေတာဆိုတော့လေအဲ့ဒီအတိုင်းပဲ music video ကြောင့်ကိုယ်ကဒရိုက်တာလောက်တာတော့မဟုတ်ဘူး။ဒါပေမဲ့အဲသင်းရိုက်ရှင်တဲ့ script ကိုရ script ရှိတယ်။ဒီနိုင်ဒရိုက်တာကိုကြည့်ကြပြီးတော့အဲ့ script အတိုင်းဒီတော့မှဒီလိုလုပ်မှဒီကက်ဆိုဒီလိုဖြစ်မှာဆိုပုံစံလေးနဲ့တော့တဲ့ကိုယ်ပိုင် idea လေးစဉ်းစားထားအရှိတယ်ပေါ့။အဲ့လိုရိုက်ရှင်မှာဆိုဘလောက်ကောင်းလဲတော့မသိသေးပါဘူး။အာတဲ့ကိုယ်ချင်းချစ်ခင်အပိကြရပြတဲ့တရား ်ဘူးကျေးဇူးများကျေးဇူးများတင်ပါတယ်ရှင်ဒီနောက်ထပ်ဒီလိုမဲ့ဒုက္ခနာလေးတွေကိုလည်းဆက်ပြီးအားပေးကြပါဦးကျေးဇူးပါရှင်